ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဟင်ဖះရယ်မမောင်နေခုတ်တီဒီတိုင်းမရှိနေသေးပါလားနေအမြန်သွားပြီးပြင်ဆင်တော့လေသမီးရယ်ဒီနေ့နင့်ကိုတည်းရဲ့အထူးနေ့ဆိုတာသိရလားသိပါတယ်မေရဲ့အခုလောက်တော့မှာပါ ဒီနေ့ကသမီးကို၁၀ရောက်ရဲ့လက်ထပ်ပွဲနေ့လေပြီးတော့အလုပ်တွေအကုန်လုံးလဲအမေနဲ့သမီးညောင်ထဲပဲလုပ်နေရတာကိုသမီးကတော့ပင်ပန်းနေပြီဒီနေ့ပဲပင်ပန်းရတော့မှာပါသမီးရဲ့နင့်ကိုတွေလက်ထပ်ပြီးရောင်းမတွေရောက်လာရင်သူတို့ပဲတအိမ်လုံးကိုတိတ်ချစီစဉ်လောက်ကင်ပေးလိမ့်မယ်ဟုတ်ကဲ့အမေဒါဆိုသမီးကလည်းရောင်းမ၁၀ရောက်ရဲ့တူတီတော်ရောင်းမလေးဖြစ်ပြီပေါ့နော်သူတို့တွေသမီးပေါ်ဘလို့ဆက်ဆံကြမလဲမသိဘူးနော်အမေဒါနဲ့အမေသမီးလည်းရောင်းမတွေရောက်လာရင်ပါလို့ရမလဲဘာမှလှုပ်ရှားမလို့ပါဘူး ဒီတိုင်းသမီးကအဆင်ပြေတယ်လို့သားနေပြီးတော့သွားတေချာလက်လက်ပပလေးပြင်တော့အော်နင့်ကိုလွတ်ထားလို့မရသေးပါဘူးပြီးရင်လှုပ်ချင်တာတွေလှုပ်လာအောင်မယ်လာလာလာငါနင့်ကိုကိုယ်တိုင်ပြင်မင်းမယ်ဒီလိုပြောပြီးဒေါခင်လေးသူသမီးလေးကိုခန်းထဲခေါ်တော့ပြီးအင်ဂျီလက်လာလေးတွေဝေပေးလိုက်ပြီးတော့သူ့ကိုရီးရင်လက်ထပ်ပွဲအတွက်လှပစွာပြင်ဆင်ပေးလိုက်ပါတယ်အဲဝတ်စုံလေးနဲ့တော့မှုံမှုံဟာရဲန်ကိုပဲလှနေပါတယ်ဒီလိုနဲ့ပြင်ဆင်လို့ပြီးသွားတဲ့အခါမှာတော့ မုံမုံလေးသူ့အမေနဲ့အကိုလေးနဲ့အတူမင်္ဂလာပွဲကိုသွားလိုက်ကြပါတယ်။ပြီးတော့သူ့ရောင်းမဆင်းရောက်ကလည်းလက်ထပ်ပြီးအင်ကိုရောက်လာခဲ့ပါတယ်။ဒီခါမှာမုံမုံလေးသူ့ရောင်းမတွေကိုအိမ်ထဲဝင်ဖို့ကြိုဆိုလိုက်ပါတယ်။အမေသမီးရောင်းမလေးတွေကိုကြိုဆိုတာကိုသမီးပဲလုပ်လိုက်ပါမယ်။နော်အမေနော်။ကဲကောင်းပါပြီ။ဒါဆိုလဲငါပြောသလိုနေရာလိုက်လို့ပေါ့။မုံမုံလေးပူဇော်ပန်းလေးကိုတီချာခံလိုက်ပြီးတော့သူ့ရောင်းမတွေကိုအိမ်ထဲကိုကြိုဆိုလိုက်ပါတယ်။ ဒီခါမှုံမှုံကိုကြည့်ပြီးသူရောက်မှဆေးရောက်ကလည်းအရင်ကိုသဘောကျနေကြပါသည်။အိမ်ထဲကိုဝင်လာပြီးကြတဲ့အခါမှာတော့သူတို့ရီလိန်ထိုင်ပြီးစကားပြောနေကြပါသည်။မမောင်ရဲ့နင်ကငါတို့တွေရဲ့တူဦးတီတော်ရောက်မှလေးလား။ဟုတ်ပါတယ်။ညီမအမတို့ရဲ့တူဦးတီတော်ရောက်မှလေးပါ။ဒီတော့အမတို့အားလုံးကညီမစကားအကုန်နားထောင်ရမှာနော်။ဒါပေါ့ချစ်စရာရောက်မှလေးရဲ့။နင်ကတကယ်ချစ်ဖို့ကောင်းလိုက်တာမမောင်ရဲ့။ကဲဒါဆိုနှစ်เจ้าတွေငါတို့ပြောပြပါအောင်။ဘာတွေကြိုက်လဲမကြိုက်ဘူးလဲဆိုတာလေ။ ဩဒါပေါ့အကုန်ပြောပြမယ်သိလားအမတို့မရောက်လာခင်ကလက်ထပ်ပွဲအတွက်ပြင်ဆင်ရင်အမေနဲ့ညီမနှစ်ယောက်တည်းအရှောင်းပင်မန်းခဲ့တာအဲ့ဒါကြောင့်ခုညီမအိမ်အလုပ်တွေလုံးဝမကြိုက်တော့ဘူးဒါပေမဲ့စားရတာတော့ညီမအိမ်ရန်ကြိုက်တယ်မုံမုံစကားကြောင့်ရောင်မဆင်းရောက်လေရင်နေပါတယ်ပြီးတော့သူတို့ဟာမုံမုံကိုရမ်းလေးချင်နေပါတယ်ဒီလိုနဲ့ပဲတရက်ကတော့ကွန်ဆုံးသွားခဲ့ကနောက်ရမတော့ရောင်မဆင်းရောက်ပထမဆုံးမိဘကြောင့်ဝင်ရမယ့်နေပဲဖြစ်ပါတယ် ။ဒါကြောင့်မုံမုံလေးသူ့ရောင်းပါတွေကိုမုံကျော်ရီလှုပ်ပေးဖို့ပြောလိုက်ပါတယ်။ဒီခါရောင်းပါတွေကလည်းလုံးဝကိုမမြင်မိအားလုံးဟာတီချာလီမုံမုံကြိုက်မဲ့စားကောင်းတောက်ဖွဲတွေကိုလှုပ်ပေးလိုက်ပါတယ်။ပြီးတော့ကိုရိုင်းလက်နဲ့ဝိုင်းပြီးခွန်ကျွေးနေကြပါတယ်။ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။ပြီးတော့နှစ်တွေကြာသွားတာမို့အခုတော့မုံမုံလေးအသက်20အရွယ်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကြာလာတာတောင်သူကတော့ရောင်းမဆင်းရောက်ရဲ့အချက်ဆုံးရောင်းမလေးဖြစ်နေကြ ကျောင်းပါဆေးရောက်ကလည်းသူ့ကိုလုံးဝသူတို့သမီးလေးလိုမျိုးကယူဆိုင်ပါရယ်အမတို့ကရောပါရီကြိုက်လဲရင်ရှောညီမလေးဒီထဲမှာဒီနေ့တင်မဲ့အချိန်ဆရာကိုကြည့်ပြီးစာအုပ်တွေအကုန်ထည့်ပေးထားတယ်ကျေးဇူးပါမရေမမောင်ရေမြ мян မနှက်စာလာစားတော့ဒီမဲ့နင်ကြိုက်တဲ့ပန်ကိတ်လှုပ်ထားပေးတယ်ဟာပန်ကိတ်ပါလားမမောင်လေးမနှက်စာစားဖို့ထမ်းလိုက်တဲ့အခါနောက်ကနေသူ့ရဲ့အကြီးဆုံးကျောင်းပါကခေါင်းပီးကိုကန်ပြီးရောက်လာရင်သူ့ရဲ့ခေါင်းကိုဖိပေးနေပါရယ် ငါနင့်ကိုပြောထားတယ်လေစပင်အစိုးကြီးနဲ့ဒီတိုင်းမအိပ်ပါနဲ့ဆိုတာအဲ့လိုဆို စပင်နဲ့ကြိုးကြည့်ပြီးပြက်စီးတတ်တယ်ညီမလည်းရမ်းအိပ်ချင်တယ်လို့အရာအချောက်ခံမို့မေ့ပြီးအိပ်လိုက်တာပါမရဲ့အင်းမကျောင်းကပြန်လာမှပဲစီလင်းပေးတော့မယ်အခုတော့ကျောင်းနောက်ကျနေမဆိုးလို့ဟုတ်ကဲ့ကဲစားလို့တောက်လို့လည်းအကုန်ပြီးပြီဆိုတော့ညီမကျောင်းသွားတော့မယ်နော်မုံမုံလေးစားလို့တော့လို့ပြီးသွားပြီဖြစ်တာကြောင့်မို့သွားမလို့လုံနေတော့ပါပြီနောက်ထပ်ရောင်းပါတယောက်ကထွက်လာပါလေဟဲ့မုံမုံရေရော့ထမင်းဘူး ငါနင်ကြိုက်တဲ့ပါစတာလုပ်ပြီးထည့်ပေးထားတယ်နော်။ဟမ်ပါစတာဟုတ်လား။ကျေးဇူးပါအမကြီး။အမမနှက်ပြန်ကြရင်ညီမကိုနေ့လယ်စာခရင်ပေါင်မုံလုပ်ပေးနော်။ဟုတ်ကဲ့ပါညီမလေး။ကျောင်းမဆေးရောက်လေးမှုံမှုန်ကိုကျောင်းသွားဖို့ဝိုင်းဝန်းပြင်ဆင်ပေးနေပါတယ်။အလုံးပြီးတော့တဲ့အခါမှာတော့သူလိတ်သူ့မိကိုနှုတ်ဆက်ပြီးအင်ကနေထွက်လာခဲ့ပါတယ်။အိမ်မှာကျန်ခဲ့တဲ့ရောင်မဆေးရောက်ကလည်းအင်အလုပ်တွေပြန်လုပ်နေကြပြီးဆေးရောက်မြတ်မြတ်တက်တာအလုပ်တွေကိုခွဲဝေလုပ်ကြပါတယ်။ တော်လိုက်တာငါချွေးမတော့ရေနင်တို့အိမ်ကိုလည်းနည်းနည်းမှလှည့်ကြည့်စရာမလိုအောင်ထားနိုင်တာပဲငါသမီးလေးကိုလည်းနင်တို့ကယူဆိုင်သလောက်အိမ်လုပ်တွေကိုလည်းနင်တို့တွေကယူဆိုင်ကြတယ်ငါတော့နင်တို့အရန်ချီးကျူးပါတယ်ချွေးမတော့ရေဒေါခင်စကားကြောင့်ချွေးမတွေအားလုံးလည်းပြုံးလိုက်ကြပါတယ်သူတို့ဟာမမုံကိုသူ့မေးထက်တောင်ပူပြီးကယူဆိုင်ကြပါသေးတယ်ပြီးတော့မမုံကြိုက်တဲ့အရာဘေးအရာမဆိုမကြိုက်တဲ့အရာဘေးအရာမဆိုကောင်းတဲ့အရာမကောင်းတဲ့အရာစားတဲ့အသေးမွားကိစ္စလေးတွေကအစအကုန်လုံးလိမ့်တည်ကြပါတယ် တနေ့မှာတော့ရောင်းပါနှစ်ယောက်လေးဈေးကိုသွားလိုက်ကြပါတယ်။ပြီးတော့ဆိုင်တစ်ဆိုင်မှာရဲလာပါတွေဝတ်စုံလေးတစ်စုံကိုတွေ့လိုက်ကြရပါတယ်။ဟဲ့ဟိုမှာကြည့်ပါအောင်ဘလောက်တောင်လှလိုက်တဲ့ဝတ်စုံလေးလဲလို့အင်းတော့ဒါလေးကမမောင်းနဲ့ဆိုတော်တော်လေးကိုလှလောက်မှာလှမှာတော့သိကြပါတယ်။ဒါပေမဲ့ဒီအောင်မမောင်းကနည်းနည်းလေးမှမကြိုက်တာ။အီဟုတ်တာပဲဟာ။ तू ကအနီအောင်ဆိုတအားမောင်းတာလေ။ကဲထားပါတော့။အော်ဒါထက်ဆိုင်သူ့အတွက် မုံချိုတွေပါတွေဝဲသွားလိုက်တာပို့ပြီးတော့ကောင်းမှန်ထန်နေဟုတ်တယ်ဟုတ်တယ်ဒါတွေကိုလည်း तू အဲ့လောက်ထိမလုပ်ချင်မအောင်ဟာ तू ကမှုန့်နေဆိုပို့ပြီးကြိုက်တာလေဒီလိုပြောပြီးရောင်မနှစ်ယောက်လည်းမုံမုံအတွက်မုံချိုဆိုင်ကဟာလဝါရီမုံချိုတွေကိုဝယ်လာခဲ့ပါတယ်ပြီးတော့အင်းရောက်တာနေမုံမုံကိုပေးလိုက်ပါတယ်ဟာအမတို့ရေညီမဒီနေ့ဒီမုံနဲ့စားချင်လိုက်တာလို့ကြွေးနေတာအမတို့ဘယ်လိုများသိပြီးဝယ်လာတာလဲဟင်မုံမုံရေနေအိမ်ရထတာကြာပြီမလား ဒါဘလို့ပုံစံဖြစ်နေရတော့ကောင်းတဲ့တေချာမဖီးထားပဲအင်ကြီးတွေလည်းကောင်းကောင်းခန်းခန်းမလဲထားဘူးဟုတ်တယ်အမရဲ့ဒီနေ့ကောင်းလည်းမဖီးချင်ဘူးအင်ကြီးလည်းမလဲချင်ဘူးဖြစ်နေရငါတို့ရဲ့တူတီတော်ရောင်းမလေးကမင်းသမီးလေးလိုနေမှဖြစ်မှာပေါ့ကဲကဲကဲငါခုကောင်းဖြီးသွားယူလာအောင်မင်းကိုကောင်းဖြီးပေးဖို့ဘာမှမပြောပဲလှုပ်ပြီးတော့ခန့်နော်ဟုတ်ကဲ့ပါရောင်းမလေးဒီလိုပြောကသူ့ရောင်းမလေးချစ်စနိုးနဲ့မှုံမှုံကောင်းကိုဖီးပေးလိုက်ပြီး အင်ဂျင်လေးတေးချလေးကလှလှလေးပြင်ဆင်ပေးလိုက်ပါတယ်။မုံမုံရဲ့ရောင်မဆေးရောက်ကတော့ဒီလိုပဲအမြဲတမ်းသူ့ကိုပြုစုစောင့်ရှောက်လာခဲ့ကြပါတယ်။အင်ဂျီဆိုလိန်အမြဲခလေးလိုပဲလဲဝဲပေးကြပြီးသူကြိုက်တဲ့ဇာစီယာရီကိုပဲလှုပ်ကြွေးကြကကောင်းဖီးပေးတာလက်သိညက်ပေးတာကအစကောင်းစာချေဆုံးအကုန်လုံးလှုပ်ပေးကြပြီးတော့မုံမုံကိုဂရုစိုက်ကြပါတယ်။ဒီလိုနဲ့ပဲတရက်တရက်ကုံဆုံးလာခဲ့ကတရက်မှတော့မုံမုံလေးသူ့ရောင်မရင်းနဲ့အတူပွဲတစ်ခုကိုသွားလိုက်ပါတယ်။ အဲ့ဒီပွဲမှာတော့မမောဟာအရင်ကိုလှနေပါတယ်။သူ့ရောင်းပါရီကပဲသူ့ကိုလှလှလေးပြင်ဆင်ပေးတာကြောင့်ဖြစ်ပါတယ်။အမရေညီမအစာမကြေလို့အပြင်ခနလမ်းထွက်ရှောက်အောင်မယ်။အမတို့စိတ်မပူနဲ့အောင်နော်။ဒီလိုပြောပြီးမမောလည်းအပြင်ဘက်ကိုခနထွက်လာခဲ့ပါတယ်။ဒီခါမှပဲသူ့နောက်ကိုကောင်းလေးနှစ်ယောက်ကရောက်လာပြီးနှောက်ယှက်ကြပါတော့တယ်။တယောက်ထည့်ဘေးသွားမလို့လေနတ်သမီးလေး။ဟင်ရှင်ရှင်တော့ဘသူတွေလဲ။ဘာလို့လာပြီးနှောက်ယှက်နေရလဲ။ မရုနောက်လိုက်ခဲ့လေတီတော့စီရမယ်သူတို့လည်းဒီလိုမျိုးမှုံမှုံကိုနှောက်ရှက်နေကြတော့မှပဲသူရောင်းမတယောက်ကအပြင်ကိုထွက်လာခဲ့ပါတယ်ပြီးတော့မှုံမှုံကိုကောင်လေးတွေကဝိုင်းပြီးနှောက်ရှက်နေတာကိုလည်းတွေ့လိုက်ရပါတယ်ဒီလိုတွေ့လိုက်တာနဲ့သူလည်းရင်ကိုဒေါသထွက်သွားပြီးသူ့ဖက်နှက်ကိုချက်ခါကင်လိုက်ပြီးတော့သူတို့နောက်ကိုသွားလိုက်ပါတယ်ပြီးတော့ပြောလိုက်ပါတယ်ဟဲ့နင်တို့တွေအတိတ်ရဲလားကြည်လားငါတို့ရောင်းမလေးကိုများလာပြီးတော့နှောက်ရှက်ရဲသေးတယ်အော်မဟုတ်တာဗျာကျွန်တော်တို့ကဒီတိုင်းပါပြောတယ် နေအောင်နင်တို့အခုပဲငါကြောင်သိစေရမယ်အမသူတို့ညီမလေးကိုလာပြီးနောက်ဆက်နေကြတာအေးမြင်နေအဲ့ဒါကြောင့်အခုပဲသူတို့ငါကြောင်သိအောင်လုပ်ပေးမလို့ဒီလိုပြောပြီးသူ့ယောက်မလေးကောင်းလေးတွေကိုစုံမဖို့လုပ်ပါတော့တယ်ဒီလိုတန်းတွေကိုကြားလာကြအောင်သူ့ယောက်မတွေလည်းပြင်ကိုထွက်လာခဲ့ပါတယ်ပြီးတော့ပြင်ပကအချင်းတွေကိုမြင်ပြီးအကြောင်းစုံကိုသဘောပေါက်သွားကြပါတော့တယ်ဒီခါမှာမုံမုံကိုရမ်းချစ်တဲ့ရောင်မာတွေလည်းသူ့ရောင်မာလေးကိုလာနှောက်ရှက်နေတာမြင်ပြီးအရင်ကိုဒေါသထွက်ကုန်ကြပါတယ် ဒါကြောင့်နီနာကအလူတွေကပဲသူတို့ကိုပြောလိုက်ပါတယ်။အိုးညီမတို့ရေအဲ့လောက်ဒေါသထွက်မနေပါနဲ့။ဘာလို့ဒေါသမထွက်ရမှာလဲ။သူကကျမတို့ရောင်းမလေးကိုလာပြီးတော့ပြက်တနာရှာတာလေ။တောင်းပန်ပါတယ်မတို့ရေဒေါသမထွက်လိုက်ပါနဲ့။ဒါမျိုးနောက်ထပ်ထပ်မလုပ်တော့ပါဘူး။ဒီခါလူတွေဝိုင်းလာလို့ကြောက်သွားတဲ့ကောင်းလေးတွေလည်းလက်အုပ်ချီပြီးတောင်းပန်နေကြပါတယ်။ရောင်မဆေးရောက်လေရန်ကိုဒေါသထွက်နေကြပေမဲ့တယောက်တစ်ချက်စီရိုက်ပြီးပြန်လွတ်လိုက်ကြပါတယ်။ ီလိုပဲရောင်းမဆင်းရောက်ကတော့အမြဲတမ်းသူတို့ရောင်းမလေးဘက်ကနေကာကွယ်ပေးတတ်ကြပါတယ်။နောက်ပြီးဒီနေ့တော့သူတို့ဟာမှုံမှုံကိုဘလောက်ချင်းနေလဲဆိုတော့ပိုးလို့တောင်တေးချသွားကြပါသေးတယ်။ဒီလိုနဲ့အလုံးလေးသူတို့ကိုအင်ကိုခေါ်လာခဲ့ကြပါတယ်။ပြီးတော့ရောက်တာနဲ့သူတို့ရောင်းမလေးကြိုက်တဲ့စားကောင်းတောက်ဖွဲတွေကိုချက်ကျွေးလိုက်ကြပါတယ်။ဒီခါမုံမုံလေးသူ့ရောင်းမာတွေလှုပ်ကြီးတာကိုစားပြီးကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ညီမတို့တလောက်တောင်ချစ်ပေးကြလို့အရင်ကကျေးဇူးတင်ပါတယ်အမတို့ရဲ့ ဒီစကားကြောင့်သူယောက်မတွေလည်းမှုံမှုံကိုဖန်ထားလိုက်ကြပါတယ်။ဒါရီကိုမြင်ပြီးဒေါခင်လည်းဝမ်းတော်မျက်ရည်တွေကျလာပါတယ်။ဒီလိုနဲ့ပဲမှုံမှုံအွေရောက်ပြီးအိမ်တော်မကြသေးမချင်းသူယောက်မတွေကတော့သူ့ကိုသူတို့ကလေးတစ်ယောက်လိုဂရုစိုက်ကြပါတယ်။အချိန်ကျလာတဲ့အခါမှာတော့သူ့ကိုအကောင်းဆုံးသူတို့သားရှာဖွေကလက်ထပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့မှုံမှုံလက်ထပ်ပြီးသွားရင်နောက်မှာတော့သူတို့လည်းမှုံမှုံကိုရန်လွှမ်းနေကြပါတယ်။ဒါကြောင့်တခါတလေအမေအင်းပြန်လာရင်တော့သူတို့ကဘာမှလုပ်လို့သေးမရှိအောင်ဂရုစိုက်ကြပါတယ်။ ဒီဟာကတော့ရောင်းမစေးရောက်ရင်သူတို့ရောင်းမလေးပေါ်ချစ်တဲ့အချစ်တွေပဲဖြစ်ပါတယ်။ဘယ်တော့မှမပြောင်းလဲမယ့်ချစ်ချင်းမြတ်တာမျိုးပေါ့။အားလုံးတို့မှာရောဒီဇလန်လေးတွေကမှုံမှုံကိုချစ်တယ်လို့ရောင်းမရှိကြပါသလား။ဒီလိုသာအချစ်ခံရရင်တော့သင်ဟာကံကောင်းနေသူပါပဲနော်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။